။ဆက် GB ကိုအငွေကျပ်9000တန်းနဲ့ဆိုရင်မတန်ဘူးလား။တန်းနဲ့တင်နေဆိုရင် DB လိုကြည့်သွားလိုက်ပါ။ DB လေးဟာ internet data တွေချွေတာကျင်တဲ့သူတွေကျွန်တော် budget စစ်ဖြည့်ကျင်တဲ့သူတွေ internet data တွေကိုဈေးတန်တန်နဲ့တက်တက်တတသုံးကျင်တဲ့သူတွေအတွက် DB လေးကအထောက်အကူဖြစ်မှာပါ။ဆက်ပြီး GB ပါ။ဈေး20ကို9000ပါ။ဟောတစ်ချက်လေးကြည့်ပါတော့ကျွန်တော်တို့ဒီမှာ Google ရောက်ပြီ Google search bar မှာတစ်ချက်ရှာမယ်။အတန်ရဲ့ အတန်ရဲ့ broadband ဆိုပြီးရိုက်ချလိုက်မယ်ပြီးအတန်ရဲ့ဒီ home page ကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲ့မှာတစ်ချက်လေးကြည့်မယ် okay အဲ့မှာဟိုပေါ်လာပါလိမ့်မယ်ပေါ်လာရင်ကျွန်တော်တို့မှာ fiber ရဲ့ wireless ရဲ့ပြီးတော့ flansy net ပေါ့နော်ကျွန်တော် flansy net ဆိုတော့ flansy net ကိုတစ်ချက်ရွေးမယ်ပြီးွားရင်အဲ့မှာသူပြထားတဲ့အတိုင်းပဲတွေ့ပါလိမ့်မယ်အဲ့မှာ power flansy net git တရပေါ့နော်အဲ့မှာ3000နဲ့ရက်30ပေါ့နော်3000ရက်30 ဒါမဲ့အပြင်မှာတောင်းဝယ်ရင်3000မပေးရဘူးပေါ့နော်2000ပဲမပေးရဘူးပေါ့နော်အဲ့ဒါတိဖို့ပြောပြတာအဲ့တော့ဒီမှာသူက package ရှိပါတယ်66 GB ကို1000ခွဲပေါ့နော်အဲ့ဒါပြီးရင်62 GB ကို1000နဲ့ပေါ့နော်အဲ့တော့1000နဲ့62 GB ရမယ်ပေါ့နော်ဝယ်ခြင်းဘိုင်နောက်နေလေရတယ်ပြီးရင်9000နဲ့20 GB ရတယ်ပေါ့နော်ဒီ9000တန်း package ဝယ်ရဆိုလဲတော်တော်တန်နေပြီအဲ့တော့ကျွန်တော်က1000ကုန်ရုံနဲ့ကျွန်တော်နှစ်ခါဝယ်လိုက်ရင်ကျွန်တော်တို့က ဒီ 40GB ရမယ်ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော် 1000GB ကိုဝယ်လိုက်လို့ရှင် 42GB ရမယ်2 GB ပို့ရမယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ plan ကိုယူဒါပေမဲ့ကိုကလက်ရှိက9000ပဲရှိရဆိုလဲအောက်က 20GB ဝယ်လို့ရတယ်ပေါ့နော်ပထမဆုံး log in ဝင်လိုက်မယ် Okay အဲ့မှာကျွန်တော်တို့ကဒီ sync ကဝယ်တဲ့ချိန်မှာဟို log in လုပ်ထားတဲ့ register လုပ်ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပါနော်ဒါပေမဲ့တခုရှိရအဲ့ဒါကကျွန်တော်တို့ကဒီ my demo ရအောင်နော်တခြားရရတယ်နော်ကျွန်တော်က ပြီးကျွန်တော် OPD code ကြာလာပြီเนาะ OPD code ကိုထည့်ပေးမှာအဲ့တော့ကိုလေးရိုက်ထည့်လိုက်ရင်ကျွန်တော်တို့ဒီ Flancy net ရဲ့ကိုယ့်ရဲ့ page ကိုရောက်သွားမှာပေါ့နော်ကိုယ့်ရဲ့ page မှာကို package ဝင်လို့လည်းရပြီပေါ့နော်ဝင်ဖြည့်ရရပြီအဲ့မှာကျွန်တော်ကဒီမဝယ်ရသေးဘူးပေါ့နော်အဲ့ဗီဒီယိုလေးရိုက်ချင်လို့ကျွန်တော်မဝယ်ထားသေးတာပေါ့နော်အော်အခုညမှာကျွန်တော် expire ဆိုပြီးတော့ status ကကျွန်တော်ဝင်ဖြည့်ပြီးွားလို့ရှိရင် data ဝယ်ပြီးွားလို့ရှိရင်ဒီမှာ expire မှာ အနီမပြတော့ဘဲနဲ့ update ဖြစ်သွားမှာပေါ့နော် update ဖြစ်သွားအောင် state မှာပေါ့နော်အဲ့တော့ကျွန်တော်က0ပေါ့နော်ကျွန်တော် region ကရန်ကုန်အဲ့ဘောကျွန်တော်တန်လင်းဆိုပြီးရွေးထားတယ်ပေါ့နော် okay ပြီးကျွန်တော် packet ဝယ်ပြီးဆိုဘဲမှမသွားဘူးအဲ့တော့ကျွန်တော်တစ်ချက်ပြပြီးမယ်အဲ့မှာကျွန်တော် order ဆိုတဲ့ t-shirt ကိုနှိပ်ပြီးတော့ကြည့်ကြည့်မယ် order ထဲမှာကျွန်တော်ပထမဆုံးဝယ်တဲ့ order ဒီမှာ2000ခွဲတယ်ပေါ့နော်ဒီမှာအခုတွေ့တဲ့အတိုင်းပဲအခုတွေ့တဲ့အတိုင်းအခုကျွန်တော်ကျွန်တော်ပြတာတွေ့တဲ့အတိုင်းပေါ့နော်အဲ့မှာ2000ခွဲတယ်ကျွန်တော် order တည်ပြီးတော့မှဒီ sync ကိုဝယ်ထားရဲဆိုတော့ပြောပြတာနော် โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ expire date ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ update ဖြစ်မယ်ကျွန်တော်တို့ဒီ data ဝင်မှတယ်သူကဒီနားမှာ expire date ဒီနေရာမှာသူကစိတ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအောက်ကဘိုင်းနောင်းလေးတစ်ချက်နှိပ်မယ်ပြီးရောလို့ရှိရင်အဲ့မှာနော်သူကအဲ့မှာ product name ဆိုပြီးတော့မှ fancy net ဆိုပြီးမှ 10mbps ပေါ့နော် mbps သူက speed ကိုရေးထားတယ်ပေါ့နော်အဲ့မှာကျွန်တော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်မှာကျလာလိမ့်မယ်သူက30အခုဥမာကျွန်တော်က10ရက်ပေါ့နော်သူက gain 30ကို 9000အဲ့ဒါကိုသူက10ရက်ပြီးတော့ဘီဟိုတသောင်းခွဲတန်ကိပေါ့နော်တသောင်းခွဲတန်ပက်ကေ့ရှိတယ်သူ9000နဲ့ပက်ကေ့ရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာပြီးတသောင်းနဲ့ပက်ကေ့ရှိတယ်ပေါ့နော်သူကတသောင်းရယ်တသောင်းခွဲတန်ရယ်တသောင်းခွဲရယ်ပေါ့နော်အဲ့ဒါရှိတယ်တော့အဲ့တော့ကျွန်တော်ကဒီပက်ကေ့အမျိုးသားမှာကျွန်တော်တသောင်းရက်30စာကျွန်တော်တသောင်းနဲ့ဝယ်မယ်ပေါ့နော်ဥပမာကိုကရက်10ရက်စာ GB 20ကို9000နဲ့ဝယ်မယ်ဆိုလဲကျွန်တော်တို့အမှ10ရက်စာ9000ကိုရွေးပြီးတော့မှ GB 20ဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော်ကတော့တက်တောင်းတန်ဝင်မယ်ဆိုတော့အောက်ကကျက်30တက်တောင်းတန်ရွေးလိုက်တယ်ရွေးပြီးသွားရင်ကျွန်တော်အောက်ကိုဆွဲချမယ်အမှကိုရဲ့ page man setting ကိုရွေးပေါ့နော်အဲ့မှာကိုကဝိပေးနဲ့ရွေးမယ်ဆိုလဲဝိပေးနဲ့ပေါ့နော်အဲ့ဒါမှကိုကဒါကတော့ရွေးပြီးတော့မှဒီကဒါ browser တွေရောမှာဝယ်တာဝိပေးနဲ့ဒီကနေခြေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ browser မှာသွားမဝယ်ဘူးကျွန်တော်တို့ဝိပေးကနေသွားဝယ်မှာအဲ့တော့ဒါကကျွန်တော်သိအောင်လို့ကျွန်တော်ပြချင်လို့အခုပြတာပေါ့နော် ဲ့တော့ကျွန်တော်ကဝီပေးနေဝင်ပြီပေါ့နော်တန်းတောင်းနဲ့ package ပေါ့နော် okay အဲ့တော့ကျွန်တော်ဝီမနီကိုတစ်ချက်သွားမယ်ဝီမနီလည်းအများကြီးပဲပတ်စံထည့်ရတာကျွန်တော် internet data ဝယ်ပဲဆိုပြီးတော့တန်းတောင်းထည့်ရတာပေါ့နော်ပတ်စံမရှိပါဘူး okay အဲ့တော့ထားပါအဲ့တော့ကျွန်တော်ဝယ်ခြင်းနဲ့ဝီမနီရောက်ပြီဝီမနီရောက်ပြီဆိုတော့ကျွန်တော်တို့အဲ့ဒီမှာအပေါ်နဲ့တစ်ချက်ဆွဲတင်မယ်ကျွန်တော်တို့အဲ့မှာ internet bill ဆိုတာလေးရှိရေပေါ့နော်အာ internet bill အတန်ပေါ့နော်ညာနဲ့ပြီးသွားတဲ့ချက်နေမယ်နေပြီလို့ရှိရင်အဲ့မှာ तू က internet service provider ဆိုပြီးတော့ပါပေါ်တယ်ပေါ့နော် atom ကိုတစ်ချက်ယူမယ် atom ယူပြီးတော့ကျွန်တော်ဒီမှာ phone number ကို line ပေါ့နော် phone number ကိုဒီမှာကိုရဲ့ဒီ register လောက်တာတဲ့ phone number ကိုထည့်ပေးဥပမာကျွန်တော်ကို register လောက်တာတဲ့ phone number နဲ့နော် wifi phone number ပြောတာမဟုတ်ဘူးအဲ register phone number ရထည့်မယ်မားလို့မရဘူးမားလို့ရမားရင်မရဘူးနော်အဲ့တော့ထည့်ပြီးပါလို့ရှင်အောက်ကအောင်နေမယ်ပြီး fancy နဲ့ပြီးတော့ fiber net လာပြီး wireless လာပြီး power mini pro လာ အဲ့ဒါကြီးရှိတယ်ဗောနော်သူရအများကြီးပဲရှိတယ်အဲ့ဒါကျွန်တော်ဖလန်စီနဲ့ဆိုဖလန်စီနဲ့ယူမယ်ပြီး process လုပ်မယ်ဗောနော်ပြီးအဲ့မှာကျွန်တော် customer name ကကျွန်တော်နာမည်ပေါ်လာလိမ့်မယ်ဗောနော် ID card ပြီးမှာ ID ယူမယ်ပြီး plan plan ဆိုရယူမယ်အခုအဲ့မှာဆိုတော့ပြထားတဲ့အတိုင်းပဲ 32GB ရှိရယ် 66GB ရှိရယ်20 GB ရှိရပါတော့အဲ့တော့ကိုကြိုက်တာကိုယူမယ်အဲ့တော့ကျွန်တော်က 42GB ကိုယူလိုက်မယ်42 GB ကိုအခုပြထားတဲ့အတိုင်းပဲဟိုတက်တောင်းတဲ့ package ပေါ့နော်အဲ့တော့ ဒီတစ်နေ့ကြည့်ပြဟိုတက်တောင်းတဲ့ package ဆိုတော့အခုပြထားတဲ့အတိုင်းပဲတွေ့လိမ့်မယ်အဲ့တော့ကျွန်တော်တက်တောင်းတဲ့ package ဝင်မဖြစ်တဲ့အတွက်ကြောင့် process လုပ်မယ်ပြီးွားရင်ကျွန်တော် order တင်မယ်ပြီးကျွန်တော်တို့ကုန်းနံပါတ်ရိုက်တင်မယ်ကျွန်တော်စကားတွေပြောတာ sorry ကျွန်တော်စကားတွေပြောတာများရများလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ကဒီပေါ့နော်ဒီတရားလေးရှင်းပြရတယ်ပေါ့နော်နားလည်အောင် ီးတော့ကြည့်ရှုသူတွေအနေနဲ့ဒီ Flatine မှာဘလို့လေးဘလို့အဆင့်အဆင့်လေးလောက်ရတယ်ဆိုတဲ့အကြောင်းလေးဖြည်းဖြည်းချင်းပြောပြသွားတာစကားတော့များများနေလိမ့်မယ်เนาะအဲ့တော့အခုဒီမှာ okay ပြသွားပြီ okay ပြသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ okay နဲ့လည်းရုံပဲရပြီကျွန်တော်တို့ဒီတော့ပြန်ကြည့်လို့ရပြီဗောနော်အဲ့တော့ကျွန်တော် message တစ်ချက်ရှိမယ် Flatine မှာကျွန်တော် message ပြန်လာတယ်ဗောနော်အဲ့တော့ message ကိုတစ်ချက်ကြည့်မယ်ဥမာငွေပေးချေမှုအောင်မြင်သွားပြီဗောနော်အဲ့တော့သူကဒီလိုစာလေးပို့လာတယ်အခုမှပြထားတဲ့အတိုင်းပဲစာလေးပို့လာတယ်ပါဝါနဲ့အသုံးပြုတဲ့ကာလာမှာသူက 9လပိုင်းပေါ့နော်9လပိုင်းမှာ6လပိုင်းအထိပေါ့နော်32ကစ်ကိုတစ်လလုံးအတွင်းမှာသုံးပြီးတော့ကုန်သွားတယ်ဆိုရင်လေကျွန်တော်တို့နောက်ထပ်ပလန်ကိုထက်ဝယ်လို့ရတယ်ဆောက်ရလားဆိုတော့မဆောက်အောင်ပေါ့နော်ပြောချင်တာကကိုပလန်ကိုဝယ်တဲ့ပုံမှာမူတည်ပြီးတော့မှပလန်ကပြတ်သွားမယ်ကုန်သွားမယ်ပြီးထပ်ပြီးတော့မှပလန်ကစစ်ကြိတ်ဝယ်လို့ရတယ်ဆိုတော့ပြောပြချင်ပါတယ်အဲ့တော့အခုရပါပြီတော့တစ်ချက်ကျွန်တော်ဘလောက်သားလေးတစ်ချက်ပြန်သွားပေါ့နော်အခု လိုင်းမကောင်းเนาะခဏလေးစောက်ပြီ Okay အဲ့မှာအခုပြထားတဲ့အတိုင်းပဲစကွေးမှာပြထားတဲ့အတိုင်းပဲအဲ့မှာကျွန်တော် status မှာပေါ့နော် status မှာကျွန်တော်တို့ကဒီ update ဖြစ်သွားပြီ update ဖြစ်သွားပြီ update မဖြစ်နေဘူးပေါ့နော်အဲ expire ဖြစ်နေတယ် expire သူ date ကုန်သွားပြီပေါ့နော်သူပြောနေတာအဲ့တော့ဘိုးကဘယ်မဖြစ်ဘူး packet မဝယ်ဘူးဆိုရင်တော့ဒီဒီ status update နာမှာသူက expire ဆိုပြီး expire ဆိုပြီးတော့ဖြစ်နေပေါ့နော်ဟုတ်တယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ flexi net data တွေကျွန်တော်တုံးလို့ရပြီပေါ့နော်အဲ့တော့ ဟိုစပြီးတော့ပြန်ပြီးတော့တုံးလို့ရပြီစိတ်ကြိုက်တုံးလို့ရပြီဝယ်ဟိုကုန်သွားလို့ရှင်လည်းပြန်ပြီးတော့မဝယ်လို့ရတယ်ဗောနော်အဲ့တော့နောက်နောက်တစ်ခုရှိတာကဩโอเคအဲ့မှာကျွန်တော်ဒီ refresh လုပ်လိုက်တယ်ဗောနော်ဒီမှာအခု52ကရောက်လာပြီဗောနော်အဲ့တော့ဒါကတော့ဒီ flancy net ဟို package အကြောင်းနဲ့ဝယ်တဲ့အကြောင်းကိုပြောပြတာโอเคအဲ့တော့ကျွန်တော် location problem ရှိလားဆိုတော့ location problem မရှိဘူးဒီနောတိုင်နေရှိတဲ့နေရာမှာမိရဲ့နေရာတွေမှာအကုန်လုံးတုံးပြလို့ရတယ်ဥပမာကျွန်တော်တို့ကဒီတန်လင်းတန်းမှာကျွန်တော် location ထားရဆိုရင်တခြား neighbor တွေတွားမယ်ဆိုလဲ တလီနောတိုင်ပြီးရဆိုရင်သူကဖလန်စီနက်ကအလုတ်လုတ်တယ်တုံးလို့ရတယ်အဲ့တော့အလုတ်မလုတ်ဘူးတုံးလို့မရဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ချက်ပြပေးမယ်တစ်ချက်လက်ကြည့်ပေးပါအဲ့ဒါကိုဒီတိတ်ပြီးတော့မှခေါင်းထဲတိတ်မစားနဲ့လွယ်တယ်ပေါ့နော်အရင်မခက်ခဲဘူးအဲ့တော့ကျွန်တော်ကဒီမှာ reload register ကိုတစ်ချက်နှိပ်မယ်ဟောရလားမသိအဲ့မှာလွတ် reload register register ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်မယ်သူကအဲ့မှာတန်ထက်တာလေကျွန်တော် new server address ကိုမနေရသေးဘူးအဲ့တော့ဒီမှာ အရှင်ဆိုတဲ့နေရာမှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ် chain အရှင်ဆိုတဲ့နေရာမှာသိပါတော့အစတိတ်နဲ့ region ကိုအဲ့မှာကျွန်တော်တစ်ချက်ရွေးပေးမယ်အဲ့မှာကျွန်တော်တို့ကဘယ်တိုင်းမှာရောက်နေတာလဲဆိုတော့ရွေးလို့ရတယ်အခုကျွန်တော်ကရန်ကုန်ဆိုရန်ကုန်ဟိုဘကိုးဆိုဘကိုးပေါ့နော်ဘကိုးတော့မှဘကိုးတော့မှတော့အရှိရအနောက်ရရှိသေးတယ်အဲ့တော့ဒီပြီးမန်းလေးမွန်းဘာတနိုင်ကန်လုံးရတယ်ပေါ့နော်နေပြီးတော့အကုန်လုံးအများကြီးပေါ့နော်ပြီးနေတဲ့အတိုင်းဆက်လေးခုလုံးရတယ်အဲ့တော့ကိုကြိုက်တဲ့တောင်ကိုတစ်ချက်နှိပ်ပြီးတော့ပေါ့ဟိုရွေးပြီးရွေးလိုက်ရွေးပြီးပေါ့လို့ရှိရင်ကျွန်တော်အဲ့မှာတောင်းရှစ်ဆိုတဲ့နေရာမှာတစ်ချက်နှိပ်နှိပ်ပြီးအဲ့ ရန်ကုန်ဆိုရင်အခုကြည့်တော့ရန်ကုန်ဆိုရင်အခုဒီမှာအများကြီးပေါ့နော်ရန်ကင်ရန်ကင်တို့ဘာလို့ညာတော့မှာကို location ရွှေ့ချင်တဲ့ဟာလေးကိုဆက်လက်ပေးပြီးတော့မှာဒီမှာ chips နောင်းဆိုပြီးတော့တစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့ဒါပြီးွားရင် location လုံးတင်ဖြစ်ပြီးတော့မှဒီ update ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုကျွန်တော် location ချိန်တာ ပြီးသွားပြီအဲ့ဆိုရင်တော့အဆင်ပြေသွားပြီပေါ့နော်ဒါ location ချိန်ကြီးပြောပြတာပေါ့အဲ့တော့ဒါ location ချိန်ကြီးလေးဖြစ်တယ်ဒါနဲ့တုံးလို့မရဘူး ်အင်တာနက်အဲ့ဒါဖြစ်နေတယ်ဆိုမှချိန်တော့တကယ်လို့မလိုအပ်ရင်တော့မချိန်နဲ့ကိုသုံးလို့ရနေတယ်ဆိုရင်တော့မချိန်နဲ့အဲ့တော့ခု flange နဲ့သုံးတဲ့သူတွေအတန်သုံးတဲ့သူတွေပေါ့နော်အခုလက်ရှိကျွန်တော် ပြတဲ့ဒီ flange နဲ့သုံးတဲ့သူတွေဒီအဆင်ပြေလား location ဘယ်လိုဖြစ်နေလဲအဲ့ဒါဖြစ်နေလားဘေးဖြစ်အောင်အဆင်ပြေကြလားပြီးတော့ plan နေရာကိုတက်လားအဲ့တော့သုံးတဲ့ expedia ကိုအောက်မှာ comment မှာပြီးတော့ဖြည့်သွားပေးကြပါ